အရခတ်တတော်တင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဖက်နေဆက်မောင်နှုံမြို့နယ်တောင်ပိုင်းအငုံမော်ကားလမ်းမပေါ်ကကင်းဆောင်ကြီးွာကအသက်၁၀နှစ်အရွယ်မိန်းကလေးငယ်တယောက်အပါအဝင်ဒေသခံကြီးွာသား၃ယောက်တို့ဟာအာဆာအကြံဖက်အဖွဲ့စီမှဖမ်းဆီးခံခဲ့ရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့မနက်9နာရီလောက်မှာကင်းဆောင်ရွာရဲ့အရှေ့ဘက်မေယူတောင်ချေအနားမှာကြီးွာသား၆ယောက်နှွားကြောင်းနေကြစဉ်ရွာသား၃ယောက်ကိုအာဆာအကြံဖက်အဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအမျိုးသမီးငယ်ဟာကင်းရှောင်းကြီးရွာကအသက်၁၀နှစ်အရွယ်မှငိမ့်ဆန်တာနဲ့အဲ့ဒီကြီးရွာကကြီးရွာသားနှစ်ယောက်တို့ဖြစ်ကြပါဗျ။အခုလိုအာစာတန်းဖတ်အဖွဲကဖန်ဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ထွက်ပြေးလွတ်မြောက်လာတဲ့ဖန်ဆီးခံခဲ့ရတဲ့မငိမ့်ဆန်နာရဲ့အကိုဖြစ်သူအသက်23နှစ်အရွယ်ကိုမောင်ကျော်ခိုင်ကအခုလိုပြောပါရယ်။ဒီကျွန်တော်တို့ရောက်ရှိမှာနော့တောင်ဘောခနိုင်တိုင်းလောက်ဆိုရောက်ပါရယ်။ကျွန်တော်တို့ရောက်ပြီးအမေတဲရောက်နေရာကိုနော့တောင်ဘောလောက်ကျပိပါရယ်။ဒီရောက်ရှိက ကျွန်တော်တို့ခါရောက်ပါလာပါနော်တောင်ဘောလောက်ရရှင်တာရရောက်ရှင်စီတူဟာသူတို့ကျွန်တော်တို့နော်တောင်ဘောနေရာတို့ရောက်ပါရရရှင်ကကျွန်တော်ကျွန်တော်တို့၃ချက်တယောက်ကိုအာဆာလိုက်ပါတယ်လိုက်တဲ့ရှင်ကကျွန်တော်လေးတော့အာဆာကိုမှလို့ကျွန်တော်လေး all pro ရပါတယ် all pro ရှင်ကကျွန်တော်တို့လေးသားမော်လမန်ရပြလာပါတယ်ဖဲလန်ကအာဆာအာပြပါတယ်အာဆာတူတူနဲ့ကျွန်တော်တို့ကလေးဖင်ပါတယ်သူတို့ဆိုဒါဒါနာလေးခွဲပါတယ်ကျွန်တော်တို့အာအဘရီနင်းနေနောက်ကျလာပါတယ်လေးကျရေအာချင်းနောက်ကလူတူးကို သူတို့ဖန်ဖန်ခေါ်ပါလေနွားကြောင်းနေကြတဲ့ကြေးဝါသားတွေကိုအာစာအကြမ်းဖက်အဖွဲ့တွေ လိုက်လံဖမ်းဆီးစင်မှာကိုမောင်ကျော်ခိုင်နဲ့မငိမ့်ဆန်နာတို့မောင်နှမနှစ်ယောက်ကြောက်လန့်ပြီးထွက်ပြေးကြစဉ်အာစာအဖွဲ့ဝင်၃ယောက်ဖြက်လန်းကနေဆောင်းဆိုင်ကသူတို့မောင်နှမနှစ်ယောက်ကိုဓာတ်နဲ့လိုက်ခုတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ကိုမောင်ကျော်ခိုင်ကအသက်လူပြီးထွက်ပြေးချိန်မှာညီမဖြစ်သူကိုလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်အထိတည်င်းတစုံတရာမကြရပဲပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေအနေနဲ့စိုးရင်ပူပင်နေကြတယ်လို့လဲမာညင်းစန္ဒာရဲ့မိခင်ဖြစ်သူကပြောပါရယ်စိုးရင်စားခံစားရမှမနိုင်ရဲ့ဩဘူးမလဲမမရှိဆိုရပေါ်တားလေးမျိုးရှိစေလက်တမှုရှိဒီတိတ်လဟာလားပြောင်းလဟာလားဆိုဆိုဘူးအဆောင်ဟင်းလားတိတ်ဟင်းလားတော့ခုလိုမတိရပါတိတ်နဲ့ရေဘူးကအခုထာနေခဲ့ပါမလို့လိုက်ရေဒီကမတူပါကားရေဒါတော့ ဇာပရောရှောင်းလေးရဲ့ကျွန်တော်ကတော့ဘုကပရောဖက်ဆာကမှင်းပြရခဲ့ရေမငိမ့်ဆန်နာအပါအဝင်ကြီးဝါသား၃ယောက်ဖမ်းဆီးခံရပြီးတဲ့နောက်ကြီးဝါသားတွေကလိုင်းလံရှာဖွေခဲ့ပေမဲ့လည်းမတွေ့ရှိခဲ့ရဘူးလို့ဆိုပါတယ်လက်ရှိမှာသူတို့၃ယောက်ကိုအရခတ်တတော် AA တပ်ဖွဲ့ဝင်တွေကရှာဖွေနေတယ်လို့လည်းသိရပါတယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောင်တော်ဒေသမှာအာဆာ RSO အကြံဖတ်သမားတွေစိတ်ဝင်လှုပ်ရှားနေပြီးရခိုင်ပြည်သူတွေကမတရားတပ်ဖြတ်မှုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတဲ့အတွက် နေဆက်ဒေသတွေကရခိုင်ပြည်သူတွေအနေနဲ့တတိထားသွားလာကြဖို့ကိုလည်းအာရခတတော် AA ကထုတ်ပြန်ထားပါရဲ့ရှင်။